ါပေမဲ့ခုခုဖြစ်လာရင်တော့ငါမတားခဲ့ဘူးလို့တော့မပြောနဲ့နော်မင်းမင်းကဘာကောင်မလို့ငါအကြောင်းပေါ်ကိုလာအေးရတာလေဆရာတော်ဦးကေသာရကတော့အတန်ကိုကြားရပဲမဲ့မျက်လုံးဖွင့်မကြည့်ခဲ့ပါဘူးဒီကြောင့်တော့ဟောင်းကြီးမှာတရင်တုံးခဲ့တယ်ဘုန်းကြီးမှန်တယ်များဟာ ဒဏ်ရာရပြီပြီးတဲ့သူကပြေးမပြေးနိုင်တဲ့သူကတော့အသက်ပါဆုံးရှုံးရစမြဲပါပဲဒီကြောင့်ပြည်ကြီးဟာအပုံနှံတွေ၆လန့်တန်တွေနဲ့ပြင်းနေနေပြီးဘယ်ရဟန်းမှမနေရကြပါဘူးတကယ်လို့ဇို့အတင်းဝင်နေမဲ့သူရှိခဲ့ရင်လဲမနဲ့မိုးလေးရင် အလောင်းကောင်ဖြစ်သွားတာမျိုးဒါမှမဟုတ်စိတ်ဖောက်ပြန်ပြီးယူသွားတာမျိုးတွေနဲ့ပဲအဆုံးတက်ရလေးရှိပါတယ်ကြောင်တိုက်တဲကတန်ခါးတွေအလုံးဟာဒီကြောင်ကောင်ရဲ့အကြောင်းကိုကောင်းကောင်းသိကြတော့ ဘသူမှအနာမကရဲကြသလိုဖြစ်ထားခဲ့တာကြပါပြီ။တချို့ကတော့လာပြီးမီးရှို့ဖျက်ဆီးဖို့စ조사ခဲ့ကြပေမဲ့မီးရှို့တဲ့လူတွေသာဘေးတည်ပြီးတေကုန်ကြပါတယ်။ကျောင်းဆောင်ကြီးကတော့မီးမလောင်ပဲဒီတိုင်းရှိနေဆက်ဖြစ်ပါတယ်။ဒီလိုနဲ့ဒီနေရာဟာဘသူမှမထီးရဲမတူရဲတဲ့ဘုံကြီးစားတဲ့ကျောင်းဆောင်ကြီးအဖြစ်နာမည်ကြီးလာခဲ့ပါတော့တယ်။အဲဒီမှာတော့တခြားမြို့နယ်တစ်ခုကဥက္ကေတာရလို့ခေါ်တဲ့ရဟန်းမြို့တစ်ပါးက ရောက်ရှိလာခဲ့ပါတယ်။သူကဒီရွာမှာနေမကောင်းဖြစ်နေတဲ့သူ့ရဲ့ဖခင်ကြီးကိုလာရောက်ပြုစုစောင့်ရှောက်နေတာပါ။ဒါကြောင့်ကျောင်းနိုင်ဆရာတော်ဗဒ္ဒနာဥပိ္ပဇာရရှိမှခိတ္တတဲကိုခွင်လာတောင်းပါတယ်။ဒါပေမဲ့ဆရာတော်ဥပိ္ပဇာရကလက်မခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကြောင်းနိုင်သေးကကြောင်းဆောင်တွေအားလုံးမှာတန်ဃာတွေအားလုံးကပြင်းနေခဲ့ပြီပဲဖြစ်ပါတယ်။ကျန်နာဆိုလို့ဟိုဖုံးကြီးစားတဲ့ကြောင်းဆောင်ပြည့်ကြီးပဲရှိပါတော့တယ်။ ရွာထဲကလူတွေပြောနေကြတယ်ဘုံကြီးစားတဲ့ကြောင်းဆောင်ကြီးဆိုတာအဲ့လားလားဖေဟာအေးဟုတ်တယ်ဥပစင်ငါဒီညာကိုမင်းကိုမပေးချင်ပါဘူးမင်းရဲ့ခမီးတော်ကိုပြုစုဖို့မပြောနဲ့မင်းမှာအသက်အန္တရာယ်ဖြစ်သွားလိမ့်မယ်တခြားရွာကကြောင်းမှာတွားတဲ့တာကပိုကောင်းမှန်နဲ့တူတယ်တခြားရွာတွေကဒီရွာနဲ့တော်တော်လေးဝေးပါတယ်ဖေဟာတပည့်တော်ခမီးတော်နားမှာပဲနေနေပါတယ်တော်ကြတခုခုဖြစ်သွားရင်အချိန်မီမှာမဟုတ်ပါဘူး ီးတော့တပည့်တော်ကတမန်ဓမ္မယုံမှာကပ်ပြီးနေရရင်လဲရပါတယ်ဖေယားဓမ္မယုံမှာနေဖို့ကအဆင်မပြေဘူးလေအကုန်လုံးကပြည့်နေပြီကဒါဆိုရင်လဲတပည့်တော်ဒီကျောင်းဆောင်ပြည့်ကြီးမှာပဲနေပြစီဖေယားဟေးဥပဇင်မင်းဘလို့စကားကိုပြောလိုက်တာလဲမင်းမကြောက်ဘူးလားအဲ့ဒီမှာနေရင်မင်းအသက်ပါတည်သွားနိုင်တယ်နော်တည့်ရက်တစီဆိုတာလူစိတ်ထဲကကိလေသာလောက် ကြောက်ရွံ့မကောင်းပါဘူးဖေယားဆေရတော်စိတ်မပူပါနဲ့လူဆိုတာတေးချင်းတန်းရင်ဘယ်ညာနေနေတေးရမှကြီးပါပဲဖေယားအေးမင်းတဘောပဲလီမင်းကဇူအတင်းတောင်းဆိုနေမှာတော့ငါခွင့်ပြုပါတယ်ဒါပေမဲ့တခုခုဖြစ်လာရင်တော့ငါမတားခဲ့ဘူးလို့တော့မပြောနဲ့တော့ကျောင်းနဲ့ဆရာတော်ကြီးရဲ့ခွင့်ပြုချက်ရတာနဲ့ဥကေသာရလည်းကျောင်းပြည့်ရှိရှိကိုကြွလာခဲ့ပါတယ်ကျောင်းဆောင်ကြီးရဲ့အခြေအနေကတော့ စိုးဝါလာပါတယ်။နေရာတိုင်းမှာ ပင်ကူအိမ်တွေဖုန်တွေနဲ့ပြည့်နေနေပြီးတိတ်ဆိတ်ခြောက်တွေ့နေပါတယ်။ဒါပေမဲ့ဥကေတာရကတော့နင်းနေမှမကြောက်ပဲတန်ရှိရေးဆက်လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့ဥကေတာရဟာဖျားဝိပြုမြစ်တာတို့ရွတ်ဖက်ပြီးဒီနေရာမှာရှိနေတဲ့မြေအမမြေအအရာအလုံးကိုမြစ်တာပို့အမြပေးဝေခဲ့ပါတယ်။ဤကနေတရားထိုင်ပြီးဘာဝနာပွားများနေလိုက်ပါတယ်။ရုတ်တရက် လေပြင်းတစ်ချက်ကဝုံငုံကနေတက်ခိုက်လာပြီးဗရင်ပေါက်တွေတကားပေါက်တွေအကုန်လုံးကပွတ်ထွက်ကုန်ပါတယ်။ကျောင်းဆောင်တွေကပစ္စည်းတွေလွင်စင်ကုန်ပြီးတစုံတစ်ယောက်ကဒေါသတကြီးနဲ့တောင်းညာနေသလိုပါပဲ။ဒါပေမဲ့ဆရာတော်ဦးကေတာရကတော့မျက်လုံးမှဖွင့်ပဲငြိမ်သက်စွာနဲ့ပဲတရားဆက်ထိုင်နေပါတယ်။အဲ့ဒီချိန်မှာပဲအပုံးနဲ့တခုရလိုက်ပြီးဦးကေတာရရဲ့မျက်နှာချင်းဆိုင်မှာကြောင်မွေးဖွေရကောင်းတယ်။ ဘုံကြီးတရက်တစ်ကောင်ပေါ်လာပါတော့တယ်အဲ့ဒီတရက်ကဥကေသာရကိုစိုက်ကြည့်ပြီးအတန်ကြီးနဲ့ဟိတ်ဟောင်းလိုက်ပါတယ်မင်းမင်းကဘာကောင်မလို့ငါကြောင်းပေါ်ကိုလာအေးရတာလေဆရာတော်ဥကေသာရကတော့အတန်ကိုကြားရပေမဲ့မျက်လုံးဖွင့်မကြည့်ခဲ့ပါဘူးဘာမှလည်းပြန်မပြောပဲတရားမှတ်မြဲမှတ်နေပါတယ်ဒီကြောင်းဆောင်ကိုပိုင်ဖိုးတယ်တရက်ကြီးကတော့ဒေါသအကြီးကျယ်ထွက်သွားပါတယ်အရင်တုန်းကဆိုရင် ဘယ်ဖုန်းကြီးပဲလာလာ သူ့ကိုမြင်ရနဲ့ကြောက်ပြီးပြေးကြတာကြီးပဲလေအခုတော့ဒီကိုတော်ကသူ့ကိုခယုမဆိုင်ဘူးဆိုတော့ခံမြင့်သွားတာပေါ့တရဲကြီးကတော့တရားတော်ဥက္ကေသာရရဲ့လက်ဘင်းကိုညစ်တက်ဖို့လက်နဲ့လှမ်းဆွဲလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့လက်ကတရားတော်ဥက္ကေသာရရဲ့ကိုကိုထိလိုက်တာနဲ့လက်လိုက်တလုံးမျိုးဖြစ်သွားပြီးလွတ်ထွက်သွားပါတယ်မကျင်တဲ့တရဲကြီးကထပ်ပြီးအစွမ်းပြပြီးလေပြင်းတွေတိုက်ခိုက်အောင်လှုပ်လိုက်ပါတယ် ီကတော့ဥကေသာရကိုကျောင်းပေါ်ကနေပြုတ်ကျသွားအောင်လှုပ်တာပါဒါပေမဲ့ဆီကတော့ဥကေသာရရဲ့ခန္ဓာကိုယ်ကကြောက်တုံးကြီးလိုပဲမတုံလှုပ်ပဲရှိနေခဲ့ပါတယ်သင်္ကန်းစာလေးတောင်လွတ်မသွားခဲ့ပါဘူးအဲ့ဒီမှာတော့တရေကြီးကပို့ပြီးတော့ဒေါသထွက်လာခဲ့ပါတယ်တရေကြီးဟာကြံမြင်ကိုစောင့်နှင်းလိုက်ပါတယ်မင်းစင်သွားလန်းဆိုပြီးအော်ရင်းနေပေါ့ဒါပေမဲ့ဆီကတော့ဥကေသာရထိုင်နေတဲ့နေရာကမပြိုပဲတရေကြီးရက်နေတဲ့နေရာက ကျန်းကင်းတွေကျိုးကြပြီးတရေကြီးကအောက်ထက်ကို ပြုတ်ကျသွားပါတယ်။မင်းမင်းတော်တော်တက်တီကောင်းနေပါလား။တွေးကြသေးတာပေါ့ကွာ။တခြားเจ้าဆောင်ကတန်ငါတွေကိုရင်တွေကတော့အတန်တွေကြားနေရလို့ကြောက်ပြီးတောင်ကိုခေါင်းမှုခြုံနေကြပါပြီ။ဘသူမှထပြီးမကြည့်ရကြပါဘူး။တရားတော်ဥက္ကဋ္ဌကတော့မတုံမလှုပ်ပါပဲ။တရေကြီးကเจ้าဆောင်ဘော်ကိုပြန်ပြီးတက်လာခဲ့ပါတယ်။ဒီတခါတော့သူက ခန်းထောက်မှာထွန်းထားတဲ့ဖျောင်းနိုင်မီကိုလဲကြောင်အောင်လှုပ်လိုက်ပါတယ်။ဖျောင်းနိုင်မီကနေတက်ဆင်းចောင်းတော်ဟောင်းကြီးကိုမီးဆွဲလောင်သွားပါတယ်။အဲ့ဒီမီးတောင်ကြီးဟာအရှိန်ဟုန်ပြင်းပြင်းနဲ့တရားထိုင်နေတဲ့ဆရာတော်ဥက္ကေသာရရှိကိုလာနေပြီပဲဖြစ်ပါတယ်။ဟာ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 ဒီတခါတော့မင်းမလွတ်တော့ပါဘူးကွာ။မီးတောက်တွေကဆရာတော်ဥက္ကေသာရရဲ့သင်ခန်းကိုဆွဲလောင်တော့မယ့်အချိန်တွေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ဆရာတော်ဦးကေသာရကတော့မျက်တောင်တစ်ချက်မခတ်နေရမွှေ့ပဲငြိမ်နေတော့မှာပဲနောက်ဆုံးမှာတော့အဲ့ဒီမိတော်ကြီးတွေဟာဆရာတော်ဦးကေသာရရဲ့ခန္ဓာကိုယ်ကိုဝါမြူသွားပြီးဆရာတော်ဟာမိဘုံထဲမှာပျောက်ကွယ်သွားပါတော့တယ်ကျောင်းတော်ကြီးတစ်ခုလုံးမိဟုံးဟုံးတောက်ပြီးပြာကျသွားတဲ့အထိလောင်ကျွမ်းသွားပါတယ်တရားကြီးရဲ့ကျင်းနှအားရတဲ့ရေသံကြီးကိုမိတော်တွေကြားကနေပြီးကြားနေရပါတယ်ဆရာတော်ဦးဝိဇာရနဲ့ တန်ဃာတွေဟာမိလောင်နာကိုမြင်တော့ပြေးထွက်လာကြပါတယ်။ဒါပေမဲ့ဘာမှလုံးလို့မရတော့ပါဘူး။အကုန်လုံးကပြာကျသွားပြီဖြစ်ပါတယ်။ဆရာတော်ဦးဝီဇာရာလည်းစိတ်မကောင်းဖြစ်သွားပါတယ်။သူ့တာရက်တာနဲ့ဝင်နေတဲ့ကိုတော်လေးဟာခုတော့မိလောင်ကျွမ်းပြီးအယိုးတော်ရှာမရတော့ဘူးလေ။အဲ့ဒီချိန်မှာပဲဆရာတော်ရဲ့နောက်ဘက်စီကနေအတတတန်ကထွက်ပေါ်လာပါတယ်။ကျောင်းဆောင်ကြီးဟာဘာမှမကြံတော့အောင် ုံသွားပြီပဲဘုံကြီးတရေလဲနေစရာမရှိတော့ဘူးပေါ့တရားတော်ဥဤစာရလှက်ကြည့်လိုက်တော့ဥကေတာရကိုတုံးပကတိတိုင်းမြင်လိုက်ရတော့လန့်သွားပါတယ်ဟာဥပဇင်ကိုရင်တွေကမင်းကြောင်းထဲမှာတရားထိုင်နေရမြင်နေဆိုဘလို့လုတ်ပြီးတော့ဒီရောက်နေရလဲတပည့်တော်ကညာဘက်နဲ့ကဖျားဝှက်ပြူပြီးတော့ရွာသုံးတန်ဘက်ကိုထွက်သွားတာပါဖေယအဲ့ဒီသုံးတန်မှာပဲတရားထိုင်နေခဲ့တာပါ ောင်းဆောင်ဘောမှာမနေပါဘူးဖေ။ဒါဆိုရင်ကိုတော်တွေမြင်လိုက်တဲ့ကျောင်းဆောင်ဘောကဥပစင်းကဘာတူလဲဟာ။တပည့်တော်တုတ်တံမှာတရားထိုင်နေရင် စိတ်အာယုံစူးစိမှုကောင်းလာတဲ့အခါမှာတော့တပည့်တော်ရဲ့စိတ်စေတသိက်ကိုကျောင်းဆောင်ဘက်ကိုလှုပ်ပြီးအခြေအနေကြီးခန့်လိုက်တာပါဖေ။ကျောင်းဆောင်ဘောမှာတရေကြီးတကယ်ရှိမရှိသိရင်လို့ပါ။တရေကြီးမြင်လိုက်တာကတပည့်တော်ရဲ့စိတ်ခန္ဓာကိုဝါပါဖေ။ဒါကြောင့်မီးလောင်ပေမဲ့တပည့်တော်ကဘာမှမဖြစ်ပဲ စိတ်အာယုံကိုရုတ်သိမ်းပြီးကိုခန္ဓာရှိရာတုတ်တံဘက်ကိုပြန်ရောက်သွားတာပါဖေ။ဩဒါကြောင့်ကိုဒါဆိုရင်ဒီကျောင်းဆောင်ကြီးမီးလောင်သွားတာလေအကောင်းဘက်ကကြည့်ရင်တော့ကောင်းတာပါပဲလေ။အဲ့ဒီဝိညာဉ်ဆိုးကြီးလဲသူဆွဲလန်းနေတဲ့အရာမရှိရင်တော့ကျွတ်လို့ရကျွတ်လို့ကြောင်းသွားနိုင်တာပေါ့။ဒီဘက်ကကြည့်ရင်လဲသူအကုသူနဲ့တူပါပဲ။လူတွေနေလို့မရအောင် သူလုတ်ခဲ့တဲ့အရာကိုအခုတော့ ူကိုယ်တိုင်မိရှို့ဖြက်စီးလိုက်တယ်လို့ဖြစ်သွားပြီကိုចောင်းဆောင်ကြီးမီးလောင်ပြာကျသွားပြီး နောက်တည့်ရက်ညရောက်တဲ့ခါမှာတော့ဥကေသာရဟာမီးလောင်မြေနေရာကိုသွားပြီးမေတ္တာပို့အမြပေးဝင်နေပါတယ်အဲ့ဒီချိန်မှာပဲတရေဖုံးကြီးကပေါ်လာခဲ့ပါတယ်သူ့ရဲ့မျက်လုံးတွေမှာတော့ဒေါသတွေပြည့်နေတုန်းပါပဲဘာလို့လဲဆိုတော့မင်းညကသူ့မီးရှို့တတ်လိုက်တာက ဥကေသာရအစ်မဟုတ်မန်းတီးလိုက်ရလို့ပါမင်း မင်းကငါ့ကိုလာပြီးတော့လှဲသားရဲတယ်ငါတက်တက်လုံးတယူးတရဆောက်ထားတဲ့ចောင်းကောင်ကြီးဟာအခုမင်းကြောင့်ပြာကျသွားပြီငါမှနေပြမရှိတော့ဘူးကွတခါကြီးဘုန်းကြီးကလဲစားတာမဟုတ်ပါဘူးတခါကြီးရဲ့ဒေါသနဲ့မောဟအမောင်ဖုံးနေလို့အမှန်ကိုမမြင်တာပါတခါကြီးကိုယ်တိုင်မိရှိုးလိုက်တာလေအခုကြည်စမ်းပါဦးဒီလောက်တွေ့တာနေတဲ့ចောင်းကောင်ကြီးအခုဘာយ៉ាងသေးတော့ ဒဂါကြီးရဲ့ခန္ဓာကိုယ်တော်မမြဲလို့တည်ဆုံးခဲ့ပြီးပြီ။တက်သားနဲ့ဆောက်ထားတဲ့ចောင်းဆောင်ကြီးဆိုတာကလည်းတနေ့နေ့တော့ပျက်စီးရမှာပဲလေ။မီးမလောင်ရင်တော့ခြားသားမယ်၊ဆွေးမြေ့မယ်။ဒဂါကြီးဘလောက်ပဲစောင့်နေနေဒါကြီးကအမြဲတမ်းတည်တတ်နေမှာမဟုတ်ဘူး။ဖြစ်ချင်းပြက်ချင်းသဘောတရားကိုနားလည်ပြီးအသွဲလန်းတွေကိုလှုပ်ချလိုက်ပါတော့ဒဂါကြီး။တရားတော်ဥက္ကိတာရရဲ့တရားစကားကိုကြားလိုက်ရပါမယ်။တရေကြီးကတော့ အစွဲမကျွတ်နိုင်သေးပါဘူး။ပြာပုံအတိဖြစ်နေတဲ့သူ့ရဲ့ចောင်းဆောင်ညာကိုကြည်ပြီးဝန်နပ်ပလက်ဖြစ်နေရှာပါတယ်။သူကလူဘွားလုံးကမိဘမဲ့တယောက်အနေနဲ့ဒီចောင်းမှာခိုးလုံရင်းကိုရင်ဘွားရဟန်းဘွားကိုရောက်ခဲ့တာလေ။သူ့တသက်လုံးတောင်းထူဆောင်ထားခဲ့တဲ့အလူငွေတင်နဲ့ဒီចောင်းဆောင်ကိုဆောက်လုပ်ခဲ့ရတာဆိုတော့တည်သွားတာတော့စိတ်ကမခွာနိုင်ခဲ့ဘူးဖြစ်နေတာပါ။သူကဒီចောင်းဆောင်ဟာသူ့ရဲ့တခုတည်းသောပိုင်ဆိုင်မှု နောက်ဆုံးပိုင်ဆိုင်မှုလို့ထင်နေခဲ့တာကိုယဟန်ဘုရားခံယူရဆိုတာလောဘဒေါသမောဟတွေကိုစွန့်လွတ်ဖို့မဟုတ်ဘူးလားအရာရာကိုစွန့်လွတ်ဖို့သင်ငန်းဝတ်ထားပြီးမှအခုလိုတက်သားအိမ်တလုံးပေါ်မှာတန်ရောက်စဉ်တွေ့ပြီးတရေဘဝနဲ့နေရတာတန်ရဲ့လားတခါကြီးဟာဥခေတာရာဘလောက်ပဲဟောပြောဆုံးမှပဲမယ်တရေကြီးကတော့နားမဝင်ခဲ့ပါဘူးသူကပြပုံကြီးကိုကြည့်ပြီး မူကျွေးနေတော့မှပဲဥကွေတာရလည်းမေတ္တာပို့အမြပေးဝေယုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးအဲ့ဒီနောက်ပိုင်းညပိုင်းနေပါဆိုရင်ကိုရင်လေးလေးဟာမီးလောင်ပြီးနေရမှာတရေဖုံကြီးကပြာပုံကိုကြည့်ပြီးထိုင်ကုန်နေတာကိုမကြခဏတွေ့ရရတယ်တဲ့မူတန်ကြီးကလည်းကြောင်းလိုက်တစ်ခုလုံးဟိတ်နေအောင်ကြေလောင်တဲ့ဗျာကြောက်เสียကောင်းတယ်လို့တန်ဝေကရเสียရလဲကောင်းလာပါတယ်ကဲပြေးတဲ့ကြီးရေ ေးသေးကြီးကိုပြောရမှာရောမဆွလွတ်နိုင်တဲ့အရာတွေရှိပါသလားဒီနေ့နေ့ကြာရင်တော့အဲ့ဒါတွေကိုစွလို့ရတဲ့တက်တီရှိပါမှလားဗျာဒီဇလန်လေးကိုကြံ့နေတဲ့ဆိုရင်လိုက်နဲ့ရှဲလေးလှုပ်ပြီးတငယ်ချင်းတွေကိုမျှဝေပေးခဲ့ကြပါဦးခမနောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့တရေဇလန်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားကြပါဦးခမအားလုံးပဲဘေးရန်ကင်းရှင်းကြပါစေခမ